မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနကြီးထိတ်တန်းတဲ့ရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ဒေါ်အောင်ဆန်းစုကြည်ကိုတည်တံပေးတဲ့သူဟုအလဲပန်းထောက်ချုပ်ဟောင်းတဦးလေးဖြင့်စစ်လော်ဘီတဦးရုံမာစွာပြောကြားတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အထွေထွေရွေးကောက်ပွဲကာလအတွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည်ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တဦးနှင့်နားလည်မှုရယူကမဲဆွယ်စည်းရုံးမှုပုံစံမျိုးလုံဆောင်ခဲ့သည်ဟု11 Media Group သတင်းထောက်ချုပ်ဟောင်းနှင့် စစ်တပ်လော်ဘီတအုပ်ဖြစ်သည့်ဖြိုးဝေဝင်းက၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်စွပ်စွဲရေးသားထားပါသည်။ကိုကိုဖြိုးဝေဆိုသည့်အကောင့်ကိုသုံးဆွဲနေသည့်အဆိုပါသတင်းထောက်ချုပ်ဟောင်း၏ရေးသားချက်တွင်ဒေါအောင်ဆန်းစုကြည်သည်2020ရွေးကောက်ပွဲကာလ၌ဗန်ဥက္ကဋ္ဌတအုပ်ထမမွေးနေ့လက်ဆောင်အဖြစ်ထိုင်းဒေသကြီးတစ်ခုရှိတောင်သူလေသမားများ၏ကျွေးမိများကိုရော်ပေးရန်တောင်းဆိုခဲ့ကြောင်းဖော်ပြထားပါသည်။ရင်းတောင်းဆိုမှုကြောင့်ဘလုံငန်းရှင်ကတောင်သူများ၏အကျွေးများကိုအမေစုကခြေခိုင်းလို့ခြေပေးလိုက်တာပါဟု ြောဆိုကရောပေးကြရကြောင်းထိုလို့ရဲ့ဤအကျိုးဆက်ကြောင်းရင်းတိုင်းဒေသကြီးတခုလုံး၌ NLD ပါတီကအပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်။ဒေါ်စုကမွနီလက်ဆောင်တောင်းအကျိုးတွေရောခိုင်းပြီးသူ့ပါတီမဲပေးခိုင်းတာဟာဒီမိုကရေစီနိုင်ငံတွေမှာအလွန်ကြီးမားတဲ့အကတိမှု abuse of power privacy ဖြစ်ပြီးတည်တံပေးလို့ရတဲ့အဖြစ်မျိုးဖြစ်တယ်ဟုဖြိုးဝေဝင်းကရှင်းတာထားပါတယ်။ထို့ပြင်၎င်းကလက်ရှိဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာရှိတ်ဟာစီနာ၏ဖြစ်စဉ်နှင့်နှိုင်းယှဉ်ပြထားပြီး ဒေါအောင်ဆန်းစုကြည်အနေဖြင့်အာဏာအလွဲသုံးစားလုပ်မှုများရှိခဲ့သည်ဟုစွပ်စွဲထားတော်လည်းလက်ရှိစစ်ကောင်မရှင်အနေဖြင့်ထောင်တန်း20ကျော်သာချမှတ်ထားခြင်းမှာများစွာတက်ညာရာရောက်ကြောင်း၎င်း၏အမြင်ကိုထည့်သွင်းရေးသားချပါရယ်ဒီကိစ္စတကယ်ဖြစ်ပျက်ခဲ့ရင်သူလဲတရင်သမားပဲတရင်သမားတယောက်အနေနဲ့ဘေပန်ဘေတိုင်းငွေပမာဏဘလောက်ဆိုတာတွင်နေအချက်လက်ခိုင်းမအောင် ဖော်ထုတ်ရမယ်လေအခုကအခြေခံအချက်လက်တစ်ခုမှမပါဝင်ပေတယောက်ကပြောတယ်ဆိုတာခိုင်လုံမှုမရှိဘူး နိုင်ငံကောင်းဆောင်တအူးကိုတည်တံပေးတဲ့အသည့်ရေးသားတိုက်တွန်းနေတာပါ။တရင်သမားတအူးရဲ့ဖော်ထုတ်တင်ပြခြင်းမဟုတ်ပေ။ပုံကိုရေးအမုံတရားနဲ့လှုပ်ချံပွားရဖြန့်ခြင်းမလေးရှား propaganda တသက်ဖြစ်တယ်ဟုပြပရောက်သတင်း editor တဦးကသတင်းဌာနကိုတုံ့သက်ပြောဆိုပါရယ်အဆိုပါဆွဆွဲချက်တွင်ပါဝင်သောဖန်လုပ်ငန်းရှင်မှမိသူဖြစ်သည့်မိသည့်ဘဏ်ဖြစ်သည့်နှင့်မိသည့်တိုင်းဒေသကြီးတွင်ဖြစ်ပွားခဲ့သည်ဆိုသောအသေးစိတ်အချက်အလက်များကိုမူတိကျစွာဖော်ပြထားခြင်းမရှိပေလက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည်စစ်ကော်မရှင်ဤမတရားသည့်အမှုပေါင်းများစွာဖြင့်ထောင်ဒဏ်ချမှတ်ခံထားရတော်လေအဆိုပါဘဏ်ကျွေးမိကိစ္စနှင့်ပတ်သက်၍တရားစွဲဆိုခံထားရခြင်းရှိမရှိကိုမူတရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေ။ဗန္ဒာယေရှုတောင်းကနေကြည်ရင်လေတိုင်းဒေသကြီးတစ်ခုလုံးတောင်သူလေသမားတွေရဲ့ကျွေးမိပမာဏဆိုတာသိန်းကဏ္ဍတောင်းကဏ္ဍမျှတာမဟုတ်ပေ။ကျပ်ဘီလီယံပေါင်းများစွာပမာဏရှိနိုင်တဲ့မြန်မာနိုင်ငံကပုဂ္ဂလိကဘဏ်တစ်ခုဟာသူ့ရဲ့ရှယ်ယာရှင်တွေဗဟုဘဏ်စည်ရင်းစစ်တွေနဲ့ငွေစည်ရင်းရှင်တန် အာတီရပိုတွေမှာခြေရလက်ရမကြန့်စီပဲကြီးမားတဲ့ငွေပမာဏကိုလက်ဆောင်အဖြစ်လျှော့ပေးလိုက်ဖို့ဆိုတာလက်တွေမှာဖြစ်နိုင်ခြေလုံးဝမရှိသလောက်နေပါပါတယ်ဟုလေးလာသူတဦးကလည်းသုံးသပ်ထားပါတယ်။လက်ရှိအချိန်တွင်စစ်ကော်မရှင်က၎င်းတို့၏နိုင်ငံရေးထွက်ပေါက်အဖြစ်ရှုမြင်ထားသောရွှေကောက်ပွဲကိုကျင်းပရန်ပြင်ဆင်နေသည့်အချိန်ကြိုက်ကာလလေးဖြစ်ပါတယ်။ ။ဤကာလတွင်စစ်ကောင်စီလော်ဘီများနှင့်ဝါရဖြန့်ချီရန်နေရများသည့်လူလူထောက်ခံမှုရရှိထားသော NLD ပါတီနှင့်တောအောင်ဆန်းစုကြည်ဤပုံရိပ်ကိုဖျက်ဆီးမှသာ၎င်းတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုတရားဝင်မှုရှိသရောင်ဖန်တီးနိုင်မည်ဟုတွက်ဆထားပုံရပါသည်။ထို့ကြောင့်ယခုကဲ့သို့အချိန်မြင့်မရှိသောအဂတိဆွဆွဲတံများကိုလှုပ်ကြံဖန်တီးခြင်းသည်ရွေးကောက်ပွဲမတိုင်ပြီးအထောက်ခံများကိုနိုင်ငံရေးအရလှုပ်ကြံတက်ဖြတ်ခြင်း character assassination နှင့်ပြည်သူအမြင်ကိုသတင်းအမှားများဖြင့်အစိတ်ခတ်ခြင်း ပွိုင်ဆိုင်နေပပလင်ဩဗန်နီယန်ဟူသည်စနစ်တကျစီစဉ်ထားသောမဟာဗျူဟာ၏အစိပ်ပိုင်းတရက်တာဖြစ်ကြောင်းသတိပြုမိရန်လိုသည်ဟုတုံသက်သူများကသတိပေးထားပါသည်ဆလပီမြန်မာနိုင်ငံအခြေအနေတိုးတက်လာ၍အမေရိကန်ရောက်မြန်မာများအတွက်ပေးအပ်ထားသောယာယီခုလုံခွင့် TPS ကိုအမေရိကန်အစိုးရကရုပ်သိမ်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်မြန်မာနိုင်ငံအခြေအနေတိုးတက်လာ၍အမေရိကန်ရောက်မြန်မာများအတွက်ပေးအပ်ထားသောယာယီခုလုံခွင့် GPS ကိုအမေရိကန်အစိုးရကရုပ်သိမ်းလိုက်ကြောင်းအမေရိကန်ပြည်ထောင်စုအမိမြေလုံခြုံရေးဌာနကယနေ့ကြေညာချက်ထုတ်ပြန်ပါတယ်မြန်မာနိုင်ငံတွင်အုပ်ချုပ်ရေးနှင့်တည်ငြိမ်ရေး၌ထူးခြားသောတိုးတက်မှုများရှိလာပြီဖြစ်ကြောင်းထို့ကြောင့်အမေရိကန်ပြည်ထောင်စုတွင်မြန်မာ၊ဗမာ၊မြန်မာအတွက်ရှားရီအကခွဲပေးထားသည့်ခလုံးကွင်း Temporary Protest Stand TPS ကိုရပ်ဆဲကြောင်းရှင်းရဆဲမှုမှာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်းသိရပါတယ် မြန်မာနိုင်ငံ၏အခြေအနေမှာမြန်မာနိုင်ငံသားများဘေးကင်းစွာနေရသူပြန်နိုင်လောက်အောင်တိုးတက်လာပြီဖြစ်သောကြောင့်ယာယီအကာအကွယ်ပေးထားသည့်အခြေအနေကိုအမေရိကန်ရက်စဲလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတွင်အုပ်ချုပ်ရေးနှင့်တည်ငြိမ်ရေး၌ထူးခြားသောထိုးတက်မှုများရှိလာခဲ့ပြီးရင်းတို့တွင်အရေးပေါ်အခြေအနေပြီးဆုံးခြင်းလွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲများအတွင်စီမံချက်များအောင်မြင်သည့်အပြစ်ခတ်ရစက်ရေးသဘောတူညီချက်များနှင့်ပုံမိုကောင်းမွန်သောဒီတန်တရာအုပ်ချုပ်ရေးကြောင့်ပြည်သူဝင်ဆောင်မှုပေးအပ်မှုနှင့်အမျိုးသားပြန်လည်တည်ငြိမ်ရေးတို့ထိုးတက်လာကြောင်းအမေရိကန်အစိုးရကဆိုပါသည်ထို့သောဆုံးဖြတ်လိုက်ခြင်းမှာအမေရိကန်နိုင်ငံသားများနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာနက USCIS မှာမြန်မာနိုင်ငံ၏အခြေအနေများကိုပြန်လည်သုံးသပ်ခြင်းနှင့်နိုင်ငံသားရေးဝန်ကြီးဌာနနှင့်တိုင်ပင်ဆွေးနွေးခြင်းတို့အပေါ်အခြေခံထားကြောင်းမြန်မာနိုင်ငံသားများမှနေရက်တို့ဘေးကင်းစွာပြန်နိုင်သည့်အခြေအနေတို့ထိုးတက်လာပြီးဟုအမေရိကန်အစိုးရကထုတ်ပြန်ကြေညာထားပါသည်။ကျမတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကော့ကရိတ်တွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်မှထိခိုက်သေးဆုံးမှုများပြားကသေဆုံးစစ်သားအလောင်းများကို ဖြစ်တယ်လို့စွန့်ပစ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ကောကရိတ်မြို့နယ်မြောက်ပိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကထိခိုက်သေးဆုံးမှုများပြားကဒေသစစ်သားအလောင်းများကိုဖြစ်တယ်လို့စွန့်ပစ်မြှုပ်နှံထားကြောင်းကရင်စည်ရေးသတင်းရပ်မြက်ကသတင်းဌာနကိုပြောကြားပါတယ်။ရမန်နေ့နိုဝင်ဘာလ6ရက်နေ့ပိုင်းကကောကရိတ်မြို့နယ်မြောက်ပိုင်းထီဖိုးဆန်ကျေးပါနယ် ခွေမောင်တိုင်ကြီးွာတို့တွင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကထိခိုက်သေးဆုံးမှုများပြခဲ့ကြောင်းအလားတူမိဖာလေလန်းဆောင်ဘက်သို့တက်လာသောအကြံဖက်စစ်သားများကိုလည်း KNL ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာရမန်နစ်တမနက်ခင်းတပိုင်လုံးတိုက်ပွဲပြင်းထန်ခဲ့ပြီးအကြံဖက်စစ်သားများအထိနာခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ6ရက်ကထီဖိုးဆန်နဲ့ခွေမောင်တိုင်မှာထပ်တိုက်ပွဲဖြစ်တဲ့မိဖာလေလန်းဆောင်တက်လာတဲ့စခရီလေအစုလိုက်ပြုံလိုက်အထိနာတာအကျဉ်းကြီးအတွက်မနေတော့ဘူးအခုလဲတမနက်လုံးဖြစ်နေတာအခုချိန်ထိဖြစ်နေတော့ပါပဲ။ ိုဝင်ဘာလ၁ရက်နေ့ကတေတာကစခ၈កောင်မဟုတ်ဘူး16កောင်တေတာအလောင်းကသူများအိမ်တွေကြားဖြစ်တယ်လို့မြုပ်ခဲ့တော့ပုတ်တော်ခွေးတွေကဆွဲဖို့စားနေတယ်အရာရှိလဲအဲ့လိုပဲမြုပ်တယ်အဲ့ဒါမှတကယ်ခွေးတွေမြုပ်တယ်လို့ပဲသူ့လူတောင်သူတံမိုးမထားဘူးလောလောဆယ်ပုံမရသေးဘူးအရာရှိသေးတဲ့အလောင်းတွေ ပုတ်ပြီးခွေးတွေစားနေတယ်ဟု KNL စည်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ် နိုဝင်ဘာလ၁ရက်နေ့မှနိုဝင်ဘာလ၅ရက်နေ့အထိအကြမ်းဖက်စစ်တပ်မှဘုရားကြီးနှစ်ဦးအပါအဝင်စစ်သား30ဦးထက်မနည်းတေဆုံးပြီးဒဏ်ရာရစစ်သားများကိုတောင်ကလေးတပ်နယ်စစ်ရုံသို့ပို့ဆောင်ခဲ့ကြောင်းထို့ပြင်တိုက်ပွဲအတွင်းတေဆုံးသွားသည့်စစ်သားအလောက်များကိုလည်းပြည်သူလူထုနေထိုင်ရာအိမ်ကျိုးအိမ်ကြားတဲ့အတွင်ဖြစ်တယ်လို့မြေမျိုးပစ်ခဲ့တဲ့ဖြင့်ခွေးများကဖော်စားနေခြင်းဖြစ်ကြောင်းသိရပါတယ်။ရှမနီနိုဝင်ဘာလ6ရက်နေ့ညနေပိုင်းတွင်ဖအံမျိုးအခြေစိုက်တပ်မ22မှစစ်သားများကြာအင်းစိတ်ကြီးမျိုးနဲ့ပေါ်တော်မူတောင်ပေါ်တွင်တက်ဆွဲထားသော DKBA ဗိုလ်ပြီးအဖွဲ့များပူးပေါင်းအင်အားတရာကျော်သည်ဂျုံတိုးမြို့သို့ရောက်ရှိလာပြီးရင်းမတဆင်ကော့ကရိတ်မြို့နယ်ជីဖိုးဆိုင်ကြီးရွာဘက်သို့ဆက်လက်ပို့ဆောင်ထားကြောင်းသိရပါတယ်။ဖန်အန်တပ်မ22ကစစ်သားအသစ်တွေကြာအင်းပေါ်တော်မူဘက်က DKBA ဗိုလ်ပြီးအဖွဲ့တွေအင်အားတရာကျော်ညနေပိုင်းမှာဂျုံတိုးကို ရောက်လာတယ်။ကော့ကရိတ်ကိုစက်ပို့မယ်လို့သိရတယ်။နိုဝင်ဘာ၁ရက်နေ့ကနေ၅ရက်တွင်စစ်တပ်ကအရာရှိ၂ယောက်အပါလူ30ကျော်ကြာဆုံးတဲ့15ယောက်ဒန်းစီတောင်ကလေးတက်စေယုံကိုပို့တဲ့ နေ့ညကတောင်ကလေးစေယုံကို PGF ကားတွေနာကူကားတွေနဲ့မိုင်းထီလူနာတွေကိုလာပို့တယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ကရင်ပြည်နယ်ကောကရိတ်မြို့နယ်တွင်စစ်တပ်ကအင်အားအလုံးကြီးဖြင့်ထိုးစစ်ဆင်နေရတွင်အဓိကအားဖြင့်စစ်မှုထမ်းတပ်သားတညာကိုရှေ့ဆုံးမှထား၍တိုက်ခိုက်လျက်ရှိကြောင်းကရင်စစ်ရေးသတင်းရင်းမြစ်ထံမှသိရပါတယ်။ဆလဘေးစင်ကူးမြို့နယ်တွင်စစ်ဘေးရှောင်ပြည်သူများနေထိုင်သောရွှေပြည်ရွာစာတင်ကျောင်းနှင့်ညောင်ကုန်းရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူလေးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအလွန်များပြား၍ တည်ဆုံးသူထပ်တိုးနိုင်နေဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းစေကူးမြို့နယ်တွင်စစ်ပေးဆောင်ပြည်သူများနေထိုင်သောရွှေပြည်သားစာတင်ကျောင်းနှင့်ညောင်ကုန်းရွာကိုအကြံဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူလေးဦးတည်ဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအလွန်များပြား၍တည်ဆုံးသူထပ်တိုးနိုင်ကြောင်းစေကူးမြို့နယ်ပကဖတဲ့င်းတာဝန်ခံကိုတန်မဏိကပြောဆိုပါတယ်။ရှင်းနေနိုဝင်ဘာလ9ရက်နေ့မွန်လ12:30မိနစ်မှာစတင်ပြီးတနာ yı 32မိနစ်ထိအကြံဖက်စစ်တပ်ကစင်ကူးမြို့နယ်ရွှေပြည်ကျေးရွာစာတင်ကျောင်းနဲ့ ညောင်ကုန်းကျေးရွာကိုတရားဥလီတက်မှတက်လာသော jet fighter ဖြင့်လေကြောင်းတိုက်ခိုက်မှု၅ချိန်ပြုလုပ်ခဲ့ကြောင်းသိရပါသည်။အကြံဖတ်စစ်တိုက်လေကြောင်းတိုက်ခိုက်မှုအတွင်ဖြီသူလေးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအလွန်များပြား၍ဒေဆုံးသူအရေအတွက်ထပ်တိုးနိုင်ကြောင်းသိရပါတယ်။အခုလေကြောင်းတိုက်ခိုက်သွားတဲ့နေရာတွေကမဒီယာဘက်ကစစ်ပေးရှောင်တွေနေထိုင်တဲ့နေရာပါ။တက်ကြီးရွယ်ဦးတွေကလေးငယ်တွေပဲနေထိုင်တာ။ထိခိုက်တာအများများတယ်။ဒေဆုံးပဲအတီးပြုတ်နိုင်သေးတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာစိုးရိမ်ရတဲ့သူတွေပါဝင်ပါတယ်ဟုစင်ကူးမျိုးနယ်ပကဖသတင်းတာဝန်ခံကိုသမဏိကပြောဆိုပါတယ်။